မိုးကောင်းချက်တော့ဒီမှာကြည့်ပါဦးမိုးတွေများရွာလိုက်တာတဲတဲမဲမဲပဲအောက်မှာလမ်းနေတော့ရေရှမ်းကုန်2025ခုနှစ်မေလ၄ရက်နေ့တနင်္ဂနွေနေ့မနေ့6နာရီဂျိုလူကတိုင်းတာရရှိချက်တွေနဲ့မိုးလေဝသအခြေအနေများကိုဆက်လက်လေ့လာခံမှန်းတင်ပြမှာဖြစ်ပါတယ်။အမေမလာမျိုးရီမူကင်ရဒိမ့်မဲ့ချန်နယ်ကျူလိုက်ပါရဒီနေ့တစ်ဆက်ပြင်ပြပန်လေးကဒီမေလ ဒီမုံတိုင်းတည်တည်နဲ့ငလင်တည်တည်နဲ့ကိုဒီမိုးစလပ်ဘလော့ကဥထီတရနေပြီးတော့ကျွတ်တင်ခံမှတ်ချက်တွေပြပတ်တိဆက်ပြထားတဲ့ပြဖန်လေးပြဖန်လေးကျွန်တော်မြေပြတ်တက်တိဆက်ပြထားဖြစ်ပါတယ်။ကျွန်တော်မျိုးလေဒီကျွတ်တိကာကွယ်ပြစီလို့ရအောင်ဗုဒ္ဓရအနေနဲ့ပြန်လဲဝေမြတ်တိဆက်ပြခြင်းဖြစ်တဲ့ပေါ်တော့ဒါကြောင့်မလို့ကျွန်တော်ပြန်လဲဆော့တက်လေးလာပဲကြည့်ရှုပေးဖို့ဖိတ်ခွင့်ချင်ပါတယ်။ဒါဆိုတော့ကျွန်တော်ပြဖန်လေးဆက်လိုက်အောင်။အဲ့မှာအဦးဆုံးအနေနဲ့ကျွန်တော်တို့ဆွေးနွေးလို့တဲ့အချက်ကတော့ဒီကနေ့မြန်မာ ဆိုရှယ်မီဒီယာလောကမှာ ရေပန်းစားပြီးတော့မှရင်းနေကြတဲ့သတင်းကတော့မုံတိုင်းသတင်းမြန်မာနိုင်ငံရဲ့ရာသူလူအခြေအနေကမေလဆန်းမှာ မုံတိုင်းဝင်နေရှိတယ်လို့ပဲ2008ခုနှစ်တုန်းကပြင်းထန်တဲ့မုံတိုင်းဖြစ်ခဲ့တဲ့အတွက်ကြောင့်မလို့လူတိုင်းလူတိုင်းဟာ2025ခုနှစ်မေလမှာလည်းမုံတိုင်းဖြစ်ကြမလားဆိုပြီးတော့စိုးရိမ်စိတ်တွေနဲ့ရေးသားနေကြပါတယ်အထူးသဖြင့်ဆယ်နှစ်တက်တန်းရှိသေးတဲ့ ဘယ်ဂျီယံအခြေပြုဥရောပမော်ဒယ်ပုံစံနဲ့ AI နဲ့ပေါင်းထုတ်တဲ့မော်ဒယ်ပုံမှာမူတီပရောမမုံတိုင်းဖြစ်နိုင်တယ်လို့ရေးသားနေကြတာကိုကျွန်တော်အများဆုံးဖတ်နေရပါတယ်။အဲ့ဒီခမန်းချက်ကတက်တာအပြင်10နှစ်ပြီးတော့ဉာဏ်ရည်တုနည်းပညာနဲ့ထုတ်တဲ့ခမန်းချက်ဖြစ်ပါတယ်။ကျွန်တော်တို့လက်တွေ့သုံးလို့မရသေးပါဘူး။အဲ့ဒီပုံမှာအစိုးရစိတ်နဲ့ရင်းနေကြပါတယ်။အဲ့တော့ကျွန်တော်ဆွေးနွေးလိုတာကဘာဖြစ်လို့မုံတိုင်းကိုကြိုတင်ခမန်းတာလဲ ဘယ်နည်းရကျုံတဲ့ခမန်းအသင့်တယ်လဲဆိုတာကိုအဲ့ဒီရေးရလူတွေစဉ်းစားကြလာလို့ကျွန်တော်မေးခွန်းရှိပါတယ်။မုံတိုင်းဆိုတာကျုံတင်ပြင်ဆင်ရမယ်။ဘယ်နည်းရကျုံတင်ပြင်ဆင်ပါလဲ။ဘယ်ဧရိယာကျုံတင်ပြင်ဆင်ပါလဲ။ဘလောက်အင်အားများလဲဆိုတော့အကုန်လုံးထည့်အတွက်စဉ်းစားပြီးတဲ့ခါကျမှကျွန်တော်တို့ကခမန်းချက်ထုတ်တာဖြစ်ပါတယ်။မုံတိုင်းဖြစ်ရင်ပြီးတော့ကွာလူစိတ်ဝင်စားရင်ပြီးတော့ကွာဆိုတော့ရေးတာမဟုတ်ဘူးဗျ။နော်အဲ့တော့ကျွန်တော်သတိပေးချင်တာကလူတို့ကို အသိပညာပေးတယ်ဆိုတာလူတို့အကျိုးရှိတဲ့အတွက်ဘယ်လိုလုပ်အောင်မလဲဆိုတာစဉ်းစားနေကြပါလေရေးသားနေကြပါလေဒါကကျွန်တော်မေတ္တာစေတနာနဲ့ပြောတာပါပညာရှင်ဆန္ဒရေးကြပါလို့ကျွန်တော်မေတ္တာရခမှာအခုမုံတိုင်းဖြစ်မဖြစ်ဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကအဓိကဘယ်အချက်ပေါ်အခြေခံလဲဆိုလို့ရှိရင်ပင်လေပင်သမုဒ္ဒရာမှာတွာလာနေတဲ့ သင်မောကြီးကိုအာမခံကုမ္ပဏီတွေကတုံးတဲ့ပုံတင်မျိုးကိုအသုံးပြုထားတာဖြစ်ပါတယ်အဲ့ဒါကတော့လူအသက်တွေနဲ့အပြင်ရော်ကြီးတွေပါတန်းတဲ့ဂရေနဲ့ခြီးရတဲ့ပုံတင်မျိုးကိုတုံးတာဖြစ်ပါတယ်အဲ့ဒီပုံတင်မျိုးကကျွန်တော်တို့ကြည့်တဲ့အခါမှာလာမယ့်15ရက်နေ့မှာမြမတောင်ပိုင်းကာယုရမှာလေပြားအနေငယ်ဖြစ်ပြီးတော့ပျောက်ကယ်သွားတဲ့အနေအထားပဲရှိပါတယ် မုံတိုင်းဖြစ်လာဖို့အတွက်လေးဆိုင်ဝဲတို့လေးပြားနေရတို့လေးတိုက်ခတ်မှုတို့လားရတို့ဘာမှကျွန်တော်တို့တွက်လို့မရသေးပါဘူးအဲ့ဒါအကြောင်းလို့ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်တော့မုံတိုင်းတကယ်ဖြစ်ပြီလို့တည်ရတဲ့အခါကျမှသာမြန်မာပြည်ရင်းကိုဘလို့တက်ရောက်မယ်ဆိုတော့ကျွန်တော်တို့အတိအကျလေ့လာပြီးတော့ကျွန်တော်တို့ခမှသုံးသပ်တင်ပြမှာဖြစ်ပါတယ်အဲ့တော့လောလောဆယ်မုံတိုင်းက ကျွန်တော်တို့နားလည်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီကနေ့ဘယ်လိုမိုးရွာနိုင်လဲဆိုတာကျွန်တော်တို့အတူတကွဆက်လက်လေ့လာကြအောင်ဒီကနေ့တနင်္ဂနွေနေ့၄ရက်နေ့မနေ့6နာရီတိုင်းတာရရှိချက်တွေအပေါ်ကနေပြီးတော့ကျွန်တော်တို့သူတေသနာပြုထားတဲ့ပုံသေးနည်းတွေရဆိုလို့ရှိရင် sorry အားလေးပြကပဝင်လာတဲ့လေစီးကြောင်းဟာမြောက်ဖက်ကို စီးတက်သွားရင်အချို့ကမြန်မာပြည်အရာဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကနေပြီးတော့မြန်မာပြည်အလဲပိုင်းကိုပြန်ပြီးတော့ကွစ်တက်ဝင်တယ်လို့ပဲအောက်ဖက်မှာလည်းဒီစုံရက်တစ်ခုဖြစ်နေတာတွေ့ရပါတယ်ထို့အတူညောင်းသားမှာလည်းလေတုမကြိမ်မတက်မှုတစ်ခု ဖြစ်နေတာကျွန်တော်တို့တွေ့ရပါတယ်ဘလို့မကြိမ်မတက်ဖြစ်လဲဆိုလို့ရှင်တောင်ပိုင်းကတက်သွားတဲ့လေဘူးတွေကိုမြောက်ဘက်ကဆင်းလာတဲ့လေအေးက အောက်ကနေတိုးဝင်တဲ့တော့ကြောင့်မလို့လေဆိုင်ဝဲအသေးလေးဖြစ်ပြီးတော့ရုပ်တရက်လေစုံကျက်ညီတဲ့နေရာတွေမှာဆိုလို့ရှိရင်နေရင်းတိုက်ခတ်မှုတွေဖြစ်နိုင်ပါတယ်။နောက်တရက်6နာရီကိုတွားကြည့်မယ်ဆိုလို့ရှိရင်တော့နေရင်းတိုက်ခတ်မှုဟာပုံမှုပြီးတော့ပြင်းထန်အားကောင်းလာတာကိုတွေ့ရပါတယ်။ဒီရက်နေ့မနေ့တနာရီနေပြီးတော့မှနာနဲ့6နာရီအတွင်းမှာမိုးရွာနိုင်တဲ့ဒေသတွေဟာဆိုလို့ရှိရင် စကိုင်းတိုင်းအထက်ပိုင်းမကွေးတိုင်းအထက်ပိုင်းကချင်ပြည်နယ်မန္တလေးတိုင်းနဲ့နေပြည်တော်ကြားဂိုးတိုင်းစစ်တောင်းမြဝံကယားပြည်နယ်ကရင်ပြည်နယ်နဲ့သတင်းနိုင်တိုင်းတို့မှာနေရာကွက်ကြားမူရွာနိုင်ပါတယ်မနေ့6နာရီနေပြီးတော့နေ့လယ်7နာရီရောက်တဲ့အခါမှာဆိုလို့ရှိရင်တော့မိုးဟာတချို့နေရာတွေမှာဆက်လက်မိုးများလာတော့မန္တလေးခရိုင်နဲ့ ချမ်းပြည်နယ်ကူးတဲ့ဒေသမိုးကုတ်ဘက်မှာ ထို့အတူသခိုင်းတိုင်းမှာဆက်လက်ပြီးတော့မိုးရွာနိုင်တယ်လို့ပဲကချင်ပြည်နယ်မှာမိုးနှဲငယ်ရှိပါတယ်။ပဲခူးတိုင်းအနောက်ချမ်းကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ပဲခူးတိုင်းတို့မှာဆက်လက်ပြီးတော့မိုးရရှိမှာဖြစ်ပါတယ်။နေ့လယ်ဆန်းနိုင်ရနေတော့ညနေ6နာရီရောက်တဲ့အခါမှာတော့မိုးအနှဲငယ်ဆဲသွားပြီးတော့မန္တလေးမြို့ရဲ့အရှိမြောက်မှာတလက်မိုးကြတယ်လို့ပဲသခိုင်းတိုင်းအထက်ပိုင်းမှာမိုးနည်းနည်းကြပါမယ်။ ချင်းတီနယ်ရခိုင်ရုံးမနယ်မကွေးတိုင်းအထက်မှာမိုးပပလေးကြွားနိုင်တယ်လို့ပဲပဲခူးတိုင်းအနောက်ကျန်းမှာမိုးနှင်းငယ်သာရရှိမှာဖြစ်ပြီးတော့သတင်းတိုင်းတိုင်းအောက်ဖက်မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်မှာညနေ6နာရီကနေပြီးတော့ည7နာရီရောက်တဲ့အခါမှာတော့မိုးတိမ်နှင်းငယ်ကင်းစင်သွားတာတွေ့ရပြီးတော့ကချင်းပြည်နယ်မြောက်ဘက်ရှမ်းပြည်နယ်နဲ့မန္တလေးတိုင်းအစရခိုင်ပြည်နယ်နဲ့ချင်းတောင်တိုင်းအစမွန်ပြည်နယ်နဲ့အနေငယ်မှာမိုးအနေငယ်သာ ရွာရှိမှဖြစ်ပြီးတော့သတင်းဓာတ်ရိုက်တိုင်းအောက်ဖက်မှာတော့ဆက်လက်မိုးများပြီးတော့အချို့နေရာဒေသတွေမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်။ဒါမဲ့သတင်းဓာတ်လေး9ရက်နေ့နာနဲ့တနာရနေ6နိုင်ရောက်တဲ့အခါမှာတော့မြန်မာပြည်အလဲပိုင်းတစ်ခုလုံးမိုးသားကင်းစင်သွားတဲ့အနေအထားဖြစ်ပြီးတော့ရခိုင်တိုင်းထက်ပိုင်းကချင်ပြည်နယ်အထက်ပိုင်းမှာတော့ဆက်လက်မိုးမှနိုင်တယ်လို့ပဲမွန်ပြည်နယ်ကရင်ပြည်နယ်သတင်းဓာတ်ရိုက်တိုင်းတို့မှာနေရာကွက်ကြားမိုးရွာနိုင်ပါတယ် မနေ့6နိုင်ရနေရောနေ့လယ်7နိုင်မှလည်းထို့အတူပဲသခိုင်းတိုင်းထက်ပိုင်းကချင်းပြည်နယ်ကရင်ပြည်နယ်မိုးပြည်နယ်တို့မှာဆက်လက်မိုးရွာပြီးတော့တနင်္လာရီတိုင်းမှာဆက်လက်ပြီးတော့မိုးများနိုင်ပါနေ့လယ်7နိုင်ရနေပြီးတော့ညနေ6နိုင်ရောက်တဲ့အခါမှလည်းထုံနီးလကောင်းပါပဲပေါ်မှာကြံနေတဲ့တိမ်သားတွေကြောင့်မလို့သခိုင်းတိုင်းထက်ပိုင်းကချင်းပြည်နယ်ထက်ပိုင်းကရင်ပြည်နယ်တို့မှာဆက်လက်ပြီးတော့ကြာမိုးရွာပြီးတော့တနင်္လာရီတိုင်းမှာဆက်ပြီးတော့ မိုးများနိုင်ပါတယ်။ညနေ6နာရီမှည7နာရီပြောမှဆိုလို့ရှိရင်တော့ရခိုင်ပြည်နယ်ထပ်ပိုင်းနဲ့ချင်းပြည်နယ်မှာမိုးပွဲအနည်းငယ်ကျပြီးတော့စကိုင်းတိုင်းနဲ့ကချင်ပြည်နယ်မှာလည်းဆက်လက်ပြီးတော့မိုးပွဲကျနိုင်တယ်လို့ပဲကရင်ပြည်နယ်မှာမိုးပွဲကျပြီးတော့သတင်းနိုင်တိုင်းတို့မှာဆက်လက်ပြီးတော့မိုးများနိုင်ပါတယ်။ဒီအတွက်ကြောင့်မလို့၄ရက်နေ့မှာဆိုလို့ရှိရင်24နာရီရရှိနိုင်တဲ့မိုးရေချိန်ကိုတွက်မှတ်ဆိုလို့ရှိရင်ကျွန်တော်တို့မန္တလေးတိုင်းမှာမိုးရေချိန် ဓတမ6ဓမလောက်ရနိုင်ပြီးတော့စကိုင်းတိုင်းမှာလည်းဓတမ2ဓမလောက်သာရရှိမှာဖြစ်ပါတယ်ထို့အတူပဲခူးတိုင်းနောက်ချာကရင်ပြည်နယ်မွန်ပြည်နယ်မှာဓတမ2ဓမလောက်သာရရှိပြီးတော့တနင်္လာရီတိုင်းမှာတော့အဝါရောင်ပြတယ်ဆိုရက်တင်ဂီတာဆိုလို့ရှိရင်မိုးရွေချိန်1ဓတမ4ဓမအထိရွာနိုင်ပါတယ်ဒီလိုအကြောင်းလို့ဒီကာလမှာမိုးများတယ်လို့ပြောနိုင်ပါတယ် လာမယ့်9ရက်နေ့24နာရီတွင်ရရှိနိုင်တဲ့မိုးရင်စရာကိုကြည့်မယ်ဆိုလို့ရှိရင်သကိုင်းတိုင်းထက်ပိုင်းကချင်းပြည်နယ်ထက်ပိုင်းမှာဆိုလို့ရှိရင်မိုးအနှဲငယ်ဆက်လက်ရရှိနေမှာဖြစ်ပြီးတော့အောက်ဖက်မှာဆိုလို့ရှိရင်တော့မိုးပြည်နယ်၊ကချင်းပြည်နယ်၊တနင်္လာရီတိုင်းတို့မှာဆက်လက်ပြီးတော့မိုးနှဲငယ်ရရှိမှာဖြစ်ပါတယ်။လာမယ့်10ရက်နေ့ရောက်ခဲ့လို့ရှိရင်တော့မြမာပြည်အနှံ့အပြားမှာပြန်လည်ပြီးတော့ မိုးစတင်နိုင်တဲ့အနေအထားတွေ့ရပါတယ်ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့မိုးစတင်ဆက်တိုက်မရွာတန်းငင်နှဲလောက်လို့မှာကျွန်တော်နဲ့ကိုသက်ထွန်းတိုင်ကတည်တည်ချာချာလေ့လာပြီးတော့ဆက်လက်တင်ပြဒီဒီပေးမှာဖြစ်ပါတယ်ကျွန်တော်တနင်္ဂနွေနေ့၄ရက်နေ့မြေပြင်အပူချိန်ကိုကြည့်တဲ့အခါမှာမြေအောင်ကြီးကြာရောက်မှုကိုစုပ်ယူပြီးတော့ အပူဆုံးအချိန်ဟာဆိုလို့ရှိရင်ညနေ၄နာရီ၅နာရီအချိန်ဖြစ်ပါတယ်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်တော့ဒီကနေ့၄ရက်နေ့မှာနေပြည်တော်နီးနဲ့မန္တလေးနီးမှာဆိုလို့ရှိရင် မြေပြင်အပူချိန်42ဒီဂရီစင်တီဂရိတ်ထိပူတာကျွန်တော်တို့တွေ့ရပါတယ်ဒါမဲ့၅ရက်နေ့မှာဆိုလို့ရှိရင်တော့အပူချိန်မြင့်တက်သွားပြီးတော့မန္တလေးတိုင်းအနောက်ဘက်အေရီမြေရိုးတစ်လျှောက်လုံးမှာအပူချိန်၄၂ ဒီဂရီစင်တီဂရိတ်ကနေပြီးတော့46ဒီဂရီစင်တီဂရိတ်ကြီးပါဘူးတရရိပ်တက်လာတဲ့အတွက်ကြောင့်မလို့အတူပြတိထားနေထိုင်ဖို့လိုအပ်ပါတယ်မြေကင်းအပူချိန်မြင့်မားနေပေမဲ့လည်းမြေကြီးကစုပ်ယူထားခဲ့တဲ့မိုးရေတွေကြောင့်မလို့မြေရင်ရဲ့စုထိုင်းစားဆိုလို့ရှိရင်၄ရက်နေမှာဆိုလို့ရှိရင်ဒီအပြာရောင်ဒေသတွေအကုန်လုံးက28 26 ရာဂိုင်းတို့စူထိုင်းစရှိပြီးတော့မှဒီအဝါရောင်နေရာဆိုလို့ရှိရင်တော့78ရာဂိုင်းတို့ရေငွေ့တရှိတဲ့တော့ကြောင့်မလို့တစ်ပင်စိုက်ပျိုးမှုတွေရေငွေ့ရှိတယ်လို့ပြောပါမယ်ဒါပေမဲ့လည်းဒီညောင်ဒေသတွေကတော့တစ်ပင်စိုက်လို့မရအောင်ရေငွေ့စူထိုင်းမှုမရှိတော့ပါဘူးဒါပေမဲ့သတင်းသာနေမှာတော့မြေပြင်ဟာအနည်းငယ်6တွေ့လာတယ်ဆိုပေမဲ့လည်းအနည်းဆုံးစူထိုင်းစားဟာ၁၆ ရာဂိုင်နှုံထိရှိနေတာတွေ့ရပါတယ်ဒီချက်အားဆိုလို့ရှိရင်နေပြည်မာစိုက်ပျိုးနေတဲ့တောင်သူဦးကြီးတွေအတွက်အသုံးချနိုင်တယ်လို့ကျွန်တော်တို့ယူဆလို့တင်ပြရင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရန်ကုန်မြို့မိုးကောင်းချက်တော့ဒီမှာကြည့်ပါဦးမိုးတွေများရွာလိုက်တာတက်တက်မဲမဲပဲအောက်မှာလမ်းနေတောင်ရေရှမ်းကုန် ရေတွေတောင်ရှန်ဟုတ်ကဲ့ပါမျိုးတွေကျွန်တော်ပြန်ဟန်ရလောက်ပါပဲဒါတော့ဒီမေလ၄ရက်နေ့၅ရက်နေ့အတွက်မိုးလေဝသသတင်းနဲ့ငလင်သတင်းတွေကိုဒီမိုးစလာဘလော့ကဥတီတရနဲ့ပြီးတော့အပြည့်စုံဒီချူတင်ခံမချက်တွေပြပတ်တက်ဆက်ပေးထားတာပြဖန်လေးပေါ့နော်ပြဖန်လေးကျွန်တော်အမြင်ပြသက်တက်ဆက်ပေးထားဖြစ်ပါတယ်ဒီအခုလိုဒီမိုးလေဝသသတင်းတွေကိုအမြဲတက်ဆက်ပေးတဲ့ဒီမိုးစလာဘလော့ကဥတီတင်လည်းကျေးဇူးများကြီးတင်ပါတယ်ဒီနောက်ထပ်လည်းဒီမုံနဲ့သတင်းနဲ့ငလင်သတင်းတွေကိုဒီ အမြဲတမ်းတိဆက်ပေးမှာမို့ကျွန်တော်ရဲ့ channel like subscribe နဲ့ like subscribe နဲ့ပြီးနဲ့ notification လေးကိုပါနေခဲ့ပြီးတော့ဆက်ကြည့်ကြပါရစေ။ကျွန်တော်ရဲ့ channel အပိတ်ရှိသူတရားရှင်ရဲ့ကြည်ညိုတင်ပါရစေ။နောက်ထပ်ပြန်ပြန်ဆက်ကြရမယ်။တာ။